हरे कृष्ण ॐ अज्ञानादिविनन्दस्य ज्ञानञ्जनाशरतया चक्षुरोन्मिलितं येन तस्मै श्रीगुरुवे नमः श्रीचैतन्यमनोवेष्टं स्थापितं येन भूतले स्वयं रूपं ददामय्यं ददान्ति स्वां श्रीगुरु शिवदापदकमलं श्रीगुरून् वैष्णवं च श्रीरूपं सागरजातं सागरनारुणातं वितं तं सजीवम् साद्वैतं सावधूतं वर्जनासहितं कृष्णचैतन्यदेवम् श्री राधा कृष्ण శ్రీ सागना ललिता श्री సాగనా లలిత हे कृष्ण హే కృష్ణ दीन సింధు जगतपते गोपीशा గోపిషా గోపికా राधा రాధకాంత नमोस्तुते తప్త కాంచన గౌరంగే రాధే వృందావనేశ్వరి వృషభానుసుదే దేవే ప్రణమామి हरि ప్రియే वाच वैष्णवेभ्यो नमो नम नमो विष्णुपदाय कृष्ण पृष्ठाय भूतले श्रीमते भक्ति वेदांत स्वामी नामिने नमस्ते सरस्वती देवे गौरवाणी प्रचारिणे निर्विशेषा शून्यवादी पाश्चात्य जय श्री कृष्ण चैतन्य प्रभु निनंद श्री अद्वैता गदाधरा शिवासादी गौर भक्त हरे कृष्णा हरे कृष्णा 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 हरे 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 राम हरे राम राम राम, राम हरे 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 <coughs> कृष्ण <coughs> 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 ဆိုကြတော့ဘုရားရှင်နဲ့သမတိဘဝနဲ့ပြန်တော်မူခြင်းလာမယ့်မေလ22ရက်နေ့မှာရောက်လာမယ့်ဘုရားရှင်နဲ့သမတိဘဝနဲ့ပြန်တော်မူခြင်းဆိုတဲ့နေ့ကိုရည်စူးပြီးတော့နေ့စဉ်တော့ကျွန်တော်တို့ဘုရားရှင်နဲ့သမတိဘဝနဲ့အကြောင်းကိုစမရန်လုပ်တဲ့အစီအစဉ်လေး22ရက်မြောက်နေ့ရနေပြီးတော့ကျိုးဆိုပါတယ်ဆိုဒီနေ့ဟာ တော့စူစပေါင်း28ရက်ကျွန်တော်တို့ဥပုပ်ဒီလာအနေနဲ့နော်အစီအစဉ်စုံနေကြတယ်ဒီနေ့အခု22ရက်ရောက်22ရက်ရောက်ပြီဆိုတော့နောက်တဲ့6ရက်ပဲခြံနေဂျားထဲမှာတကယ်ကြည့်မယ်ဆိုရင်9ရက်ပဲခြံပါလိမ့်နော်9ရက်ပဲခြံပါလိမ့်ဆိုတော့ကျွန်တော်တို့တောက်လျှောက်ဖယားရှင်နဲ့စမဒီဘဝနဲ့ပတ်သက်ပြီးတော့အကြောင်းအရာပေါင်းမြုံများစွာကိုကျွန်တော်တို့နားထောင်နေ နောက်ဘုရားရှင်သံသမတိဘဝန်ဒီချင်းသိမ့်တပိုင်းလူတပိုင်းရဲ့အသွင်နဲ့ကျွန်တော်တို့နော်ဒီလူလောကကိုစဉ်းတက်ပွင့်အောင်လုပ်ရဲ Das Avatar မှာကြည့်မှဆိုရင်သူက၄ရောင်မြောက်၄ပါးမြောက်နော် Das Avatar မှာနော်၄ပါးမြောက်ဖြစ်တယ်လို့ဆိုတော့ဈာန်ထဲမှာကျွန်တော်တို့ဘုရားရှင်သံသမတိဘဝန်ဒီရဲ့ဇတ်တော်တွေနော်ရှင်ကပူရန်ကဇတ်တော်တွေပြီးတော့ပလတ်မာလာကျအရှင်ဘဝတွေနော် တော့ဒီရှင်ကပူရာနဲ့ပတ်သက်ပြီးတော့အကြောင်းအရာတွေတော့ဗဒက်တော့ဘာကောမင်းတက်မှာပါတဲ့အကြောင်းအရာတွေเนาะဒါတွေအားလုံးကိုကျွန်တော်နားထောင်နေတယ်ဟိုတနေ့ကလည်းအခုခေတ်မှာတကယ်ဖြစ်နေပါလေဆိုတော့ဘုရားရှင်စမဒေဝန်မာယာဘုရားရှိတဲ့ဘုရားရှင်ရဲ့လက်တွေ့เนาะဒီပတ်သက်ကြားထဲမှာရှိတဲ့နောင်ဖွဲ့မှုเนาะဒါကိုကျွန်တော်နားထောင်ခဲ့ဆိုမနေ့ကလည်းပရလတ်ကနေပြီးတော့เนาะပရလတ်ကနေပြီးတော့ဘာဖြစ်လို့ဘုရားရှင်ရဲ့မြစ်တောင်ကိုဘယ်လိုရလာလဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်နားထောင်နေဆိုတော့ဒီနေ့မှာ ဒီဘုရားရှင်နာစမေဒေဘဝန်ကနော်ပရလာကိုကယ်တယ်ကယ်တယ်ကယ်တယ်လို့ပြောတဲ့ခါမှာပရလာကိုဒီတိုင်းလာပြီးတော့ကယ်ခဲ့တာမဟုတ်ဘူးသူကနော်တကယ်တမ်းပြန်ကြည့်မယ်ဆိုရင်နော်ပရလာခါနော်သူကတကယ်တမ်းပြောရင်သူ့မှာနော်သူ့သူ့ရဲ့သူ့ရဲ့သဘောတဘာဝက तू ကမတူလဲလို့မေးရင် तू ကအဆူလို့ပဲပြောနော်တကယ်တမ်းပြောရင် तू ဟာနော်အဆူတော့ အစူရမိသားစုမှာမွေးလာခဲ့တဲ့သူတယောက်ဖြစ်တယ်ပေါ့အစူရဘဝမှာမွေးလာခဲ့တဲ့အပြင်ကိုသူ့ရဲ့နော်သူ့ရဲ့နေဘဝကိုသိကြကြည့်မယ်ဆိုရင်နော်အရှူမမွေးခဲ့ပြီမဲ့ကံကောင်းခြင်းဆိုတဲ့ကိစ္စကိုသူကကိုပိုတိုင်းတော့ကြုံတွေ့ခဲ့ရတဲ့သူတွေမှာပါတာပေါ့ဆိုတော့ကြုံတွေ့ခဲ့ရတဲ့အခါကျတော့တော့အဲ့ဒီကြုံတွေ့ခဲ့ရတဲ့ပုံမှာမူတည်ပြီးတော့သူကတော့တော်တော်လေးကို ိုကန်ကောင်းခဲ့တယ်ဘလို့ကန်ကောင်းခဲ့လဲဆိုတော့နာရသမုနီရဲ့နော် discourse လို့ခေါ်တဲ့ចမ်းစာသင်ပေးမှုနော်အဲ့ဒါကိုသူကကြားခဲ့ရတယ်သူပြီးတော့ပရလကသူကနော်တူလီသောတားလည်းမဟုတ်ဘူးသူနော်သူအဖေဖြစ်တဲ့ဟိနေနဲ့ကရှိပူသူအမေဖြစ်တဲ့ကရာသူသူတို့ရှိမှာတာသမီ9ယောက်ရှိတယ်သူတာသမီ9ယောက်တည်းကတယောက်သူသူမှာတား4ယောက်ရှိတယ် ಈಗನೇ ಕಶಿಪುಡ್ ಮತ ಲಿ ಔಷಧ ಸಂಲಾದ ಅನುಲಾದ ಲಾದ ಪ್ರಲಾದ ಸಂಲಾದ ಅನುಲಾದ ಲಾದ ಪ್ರಲಾದ ತಾ ಲಿ ಔಷಧ ತುರುಡಿ ಆಲು ಮಾನ್ಯ ಮಾಡಿ ಔಷಧ ಸಿಮಿಕಾ ಸುರಣ್ಯ ಮಾಡಿ ಔಷಧ ಸಿಮಿಕಾ ಅಲ್ಲೇ ನಾ ತುಗೆ ಅಸೂರ್ ನಿಮಾಡಿ ಯಾವ ಹೋಗ್ಬೇಕು ಸೊ ಅದು ಹಂಗೆ ಸೊ ನಾವು ಪ್ರಲಾದ ဆိုတော့ဒီပရလာရဲ့ဘဝကိုတေချာပြန်ကြည့်မယ်ဆိုရင်ဘာဖြစ်လို့เนาะပရလာကိုသူကဘသူကမုံသွားပြီလဲဆိုတော့ဒီနေ့ကရှိဖို့တာအမုံသွားပြီတော့ဘာဖြစ်လို့မုံသွားလဲလို့မင်းပရလာခါအင်မတန်မှာဟိုဆိုကျန်းစာတက်တယ်တော့ကျန်းစာတက်တဲ့အပြင်ကိုသူကဘာပြောလဲဆိုတော့ဘာတင်သားလဲမင်းเจ้าမှာဘာတင်သားလဲလို့မင်းမဟုတ်အရာခတ်သိမ်းရဘုရားရှင်ဝိရှုရှင်ကနေပေါ်ထွန်းလာတာဘုရားရှင်ဝိရှုကိုเนาะဘုရားရှင်ဝိရှု ਨੇ ပတ်သက်တဲ့အကြောင်းအရာများကိုရှာဝနံကေတနံစမရနံဝိရှုစမရနံနော်ရှာဝနံကေတနံဝိရှုစမရနံပါဒစေဝနံအာချနံမန္တနံဒါစယံစာကျံအာတမနိဝေဒနံဒီကိုမျိုးသောနိလန်းဒီတာလင်တကယ်အရေးကြီးတယ်ဘုရားရှင်ကိုသင်ခဲ့တဲ့နိလန်းဒီတာလင်အရေးကြီးတယ်ဒါကိုလုပ်တဲ့သူဒီတာလင်ပညာရှိဖြစ်တယ်ဆိုတော့ဒါကလည်းပြောရတော့အဲ့တော့သူကဘုသူရှင်ကနေတိလိုက်တာလဲလို့မေးရင်နော်နာရဒမုနိရှင်ကတိလိုက်တာတော့ ။စွာယုတ်တိလိုက်တဲ့ကကျတော့နော်ဒါကိုကြားပါတယ်ဆိုတဲ့ခရီးနဲ့ကရှိပို့ကသူကအင်မတန်အင်မတန်အင်မတန်မှသူကဒေါသအလေးလိုက်ထွက်လာတယ်ဆို။ဘာဖြစ်လို့ဒေါသအလေးလိုက်ထွက်လာလဲဆိုတော့သူ့ရဲ့စိတ်ထဲမှာကျတော့ဘုရားရှင်ဝိရှုဒီသူ့ရဲ့အကြီးမားဆုံးရန်သူဖြစ်တယ်။ဘာဖြစ်လို့အကြီးမားဆုံးရန်သူဖြစ်တာလဲလို့မေးရင်သူ့ရဲ့အကိုဖြစ်တဲ့ဟီရနီယချက်ကိုတတ်ထားလို့နော်ဟီရနီယချက်ကိုတတ်ပလိုက်တဲ့အတွက်ကြောင့်သူဟာဘလို့နီးနေမှဒီဝိရှုကိုမကျေနပ်ဘူး မကျေနပ်လို့ तू ကသွားပြီးတော့တပတ်ရှားလို့တာမကျေနပ်လို့တပတ်ရှားလုတ်တဲ့အခါကျမှအဲ့ဒီတပတ်ရှားကတော့ငါနေပြီးတော့ तू ဆူရရလာတာပေါ့ဆိုတော့ရှင်းရှင်းပြောရင် तू ဟာလုံးဝလုံးဝဝိရှုကိုမကြိုက်ဘူးမကြိုက်တဲ့အခါကျတော့ तू ဘာလုတ်တလေဘာလုတ်တလဲလို့မေးတဲ့အခါကျတော့ तू အမျိုးမျိုးလုတ်တာ तू ဘယ်သူ့ကိုအမျိုးမျိုးလုတ်တာလဲဆိုတော့ပရလတ်ကိုအမျိုးမျိုးလုတ်တာဆိုပရလတ်ကိုအမျိုးမျိုးလုတ်တယ်ဆိုတော့ဘာလုတ်တာလဲဆိုတော့ပရလတ်ကိုတတ်မင်းဒီလောက်တောင်မောက်မှလည်းကောင်းဟမ်မင်းက မင်းကပါလဲငါရဲ့နော်နော်ငါရဲ့ရန်သူကိုမင်းကနေပြီးတော့ပါလဲဖះလို့ပြောနေတယ်မင်းမင်းအဖေရဲ့ရန်သူကိုမင်းကဖះလို့ပြောနေဆိုတာမင်းဟာကိုလူတုပတာပဲမင်းဟာတကယ်လူယုံမှာပဲသူ့ဘက်ကကြည့်တော့မင်းကတကယ်လူယုံမှာပဲမင်းကဝိရှင်ဘက်ကပါနေတယ်မင်းကတတ်မယ်ဟာလားမင်းရဲ့မင်းရဲ့ဖះဘာလို့လဲကြည့်အောင်မင်းကတတ်ပြစ်မယ်ဆိုပြီးတော့လောက်တာတော့ဒါပေမဲ့အမျိုးမျိုးတတ်တယ်သူကဟာသူကအမျိုးမျိုးတတ်တယ်သူက မီးတဲ့ကိုထည့်မွေတွင်းတဲ့ကိုပစ်ချတယ်မီးတဲ့ကိုထည့်တယ်မွေတွင်းတဲ့ကိုပစ်ချတယ်ကြောက်ကဘာပေါ်နေအောက်ကိုပစ်ချတယ်လှမ်းကြွန်လန်စွတ်တင်နဲ့ထိုးတယ်ခလေးလေးတယောက်ကိုစင်နဲ့တက်နေတိုင်းနဲ့အမျိုးမျိုးလုပ်တယ်သူအစိတ်တိုက်အစိတ်ကျွေးတယ်ခလေးကိုသွားပြီးအစိတ်ကျွေးတယ်သူအဲ့ဒါလေအားလုံးလုတ်ပြီးတော့လေမတည်ဘူးဆိုတာကိုတွေ့ရတယ်သူအဲ့အောင်စရာကောင်းစဉ်းစားကြည့် အဖေဖြစ်သူကတားဖြစ်သူကိုတတ်ဖို့စ조사တယ်ဆိုတဲ့ကိစ္စနဲ့တော်တော်ကိုအဟောရပြင်ပြီဒါအဆူတွေပဲလုံးပါဘို့ကိုသားသမီးကိုကိုတတ်တယ်ဆိုတာဟုတ်တယ်မလားပုံမှန်လိုပဲလုံးလို့အဲ့လိုပုံမှန်လိုမလုပ်တဲ့အလုပ်ကိုလုပ်တဲ့အခါမှာလုပ်တဲ့ဥစ္စာတွေအားလုံးကတကယ်ကြောက်ရွံ့ကောင်းတဲ့ဥစ္စာတွေအစိတ်ပီးပြီးကျွေးတယ်အစိတ်ကျွေးပြီးတက်တဲ့ဆိုရင်လူတယောက်ကတေးဟိုတေးရမှာလေပေါ့ဟုတ်တယ်မလားလူမောင်းရင်လည်းအဆူဆိုလည်းတေးရမှာပဲပေါ့ဟုတ်တယ်မလားနော်ကြောက်ကလေးကိုပြစ်ချတယ်တေးရမှာမတေးရဘူးလားတေးရမှာပဲပေါ့စင်နဲ့တန်းနေနေတေးရမှာမတေးရဘူးလားတေးရမှာပဲပေါ့ နော်မွေတွင်းထဲကိုပြစ်ချတယ်တေးရမလားမတေးရဘူးလားတေးရမှာပဲနော်မီးထဲကိုပြစ်ချတယ်တေးရမလားမတေးရဘူးလားတေးရမှာပဲလှန်စွန့်နဲ့ထိုးတယ်တေးရမလားမတေးရဘူးတေးရမှာပဲဒါတွေကတော့တေးရမယ့်ကိစ္စတွေကြီးပဲတော့ဒါပေမဲ့မသိဘူးတော့ဒါပေမဲ့ internet ကရှိခုတာကိုယ်တိုင်တော့မလုပ်သေးဘူးပေါ့တော့ကိုယ်တိုင်မလုပ်ဘဲနဲ့တော့တခြားလူတွေကိုခိုင်းတာသူတပည့်တို့ပြောင်းမင်းအကုန်လုံးတတ်ကြတယ်တော့အမျိုးမျိုးတတ်ဖို့ကြိုးစားတယ်ဆိုတော့ကျန်းစာကသူတို့ဘာရှင်းပြလဲဆိုတော့ပရလတ်ကဘာဖြစ်လို့မသိကြလဲ why pralad did not die so this is the secret of bhakti နောက်ခုကျွန်တော်တို့အားလုံးကိုဥမာဆိုရဆိုလူတယောက်ကအစိတ်လာကြည့်လို့ကျွန်တော်တင်မလားမတင်ဘူးလားတင်မှာကျွန်တော်ကမိနဲ့တိုင်တင်မလားမတင်ဘူးလားတင်မှာကျွန်တော်တို့အားလုံးအခုအခုလောလောဆယ်ပေါ့ဗျာကျွန်တော်တို့ကဘုရားရှင်တာဝကလို့ဘလောက်ပဲပြောပြောကျွန်တော်ကိုမိနဲ့တိုင်တင်မယ်လန်နဲ့တွင်းရင်တင်မယ်အစိတ်တွင်းရင်တင်မယ်နော်နော်ငွေတွေနဲ့ကိုပြစ်ချရင်တင်မယ်တောင်ကဘာပေါ်နေပြစ်ချရင်တင်မယ်စင်နဲ့တက်နေခိုင်းရင်တင်မယ်တင်မှာမယ်ကျွန်တော်တို့အားလုံးဘာလို့လဲတော့မသိဘူးဘာဖြစ်လို့မသိတာလဲ because he got the secret of bhakti. What is the secret of bhakti? Now, the very secret of bhakti ko chano ro mati de de bhi. Agu a chano ro a tere kai sakana da. Lutiyao ka chano ro sehye nao chano ma bhabhi na kabhabhi a nebhi chano. Lutiyao ka chano ro manchai bulo bhyo bhi. Lutiyao ka chano ro apo ucha bhi. Lutiyao ka chano ro ubiya bhi. Chano ro a osu kwe bhi anayin chin bhi banya zoi chano ma bhabhi na kabhabhi a nebhi chano. ။ဟိုမှာပရလကြပါပြီလေ။စင်နဲ့တက်နေတော့မသေးဘူး။မွေတွေနဲ့ကိုပြစ်ချိုင်တော့မသေးဘူး။နော်။မီးတွေကိုပြစ်ချိုင်တော့မသေးဘူး။ကျွန်တော်အခုဘယ်သူမှမီးတွေမပြစ်ချောက်တော့။ကျွန်တော်မှဘာဖြစ်နေလဲ။မီးတွေမပြစ်ချမနဲ့လူတွေပြောလို့ကျွန်တော်မှလောင်ကျွမ်းနေတယ်ကျွန်တော်။သူများကိုကြည့်ပြီးတော့မနာလူစိတ်နဲ့လောင်ကျွမ်းနေတယ်ကျွန်တော်။ဆိုတာဒီ devotee ရဲ့လက္ခဏာမဟုတ်ဘူး။ devotee ရဲ့လက္ခဏာဆိုတာဒီဘာလဲဆိုရင်ပရလရဲ့လက္ခဏာဖြစ်တယ်ဗျ။ပရလကဘာဖြစ်လို့မသေးတာလဲ။ဆိုတော့ secret ကဘာလဲဆိုတော့ကျွန်တော်လည်းပြောပြမယ်။ महाभागवत देखे स्थावर जंगम तहन तहन हया तन्रा श्री कृष्णा स्पूरणा स्थावरा जंगमा देखे ना देखे तरा मूर्ति सर्वत्र हया निज इष्ट देवा स्मृति भयाशीयता वकट्यौहार है လောကုတ္တရာလမ်းစဉ်ပေါ်မှာ तू ဟာအစ်စ်မြင့်လာပြီဆိုရင် तू ဟာအရာခတ်သိမ်းရွေရှားနေတဲ့အရာခတ်သိမ်းတည်မြဲနေတဲ့အရာခတ်သိမ်းအရာခတ်သိမ်းကို तू ဟာဖျားရှင်ဆိုပြီးတော့ဆက်ဆက်ပြီးတော့မြင်နေ तू အတွက်ကားတဲ့ तू မြင်တဲ့ဥစ္စာတွေအားလုံးအားလုံးအားလုံးဟာဖျားရှင်ရဲ့ manifestation တွေဖြစ်နေတယ်အဲဒီလိုမဟာဘာဂဝတ်တော် မြင့်မြတ်တဲ့သူတော်စင်ဘက်တလီဟာတဲ့လှုပ်ရှားနေတာမလှုပ်ရှားနေတာအားလုံးကိုသူဟာတော့မြင်တယ်ဒါပေမဲ့သူဟာသူ့ရဲ့ပုံစံကိုမမြင်ဘူးတဲ့သူကဘလို့မြင်လဲဆိုတော့သူဟာအဲ့ဓာဒီအားလုံးဟာဘုရားရှင်နဲ့ပတ်သက်တဲ့အရာများကျွန်တော်ကလေကိုမြင်တယ်လေကိုလေလို့မမြင်ဘူးသူဘုရားရှင်နဲ့ပတ်သက်တော့ကိစ္စတခုလို့မြင်တယ်သူမြေကြီးကိုမြေကြီးလို့မမြင်ဘူးဘုရားရှင်နဲ့ဆက်ဆက်ပြီးတော့မြင်တယ် ဆိုတော့ဒီဟာဒီဘုရားရှင်ရဲ့ဘက်တီမှာအစစ်မြင့်လာတဲ့သူတွေရဲ့ပါလေဘာပေါ့ secret ဟုတ်တယ်ပေါ့အခုကျွန်တော်တို့ကအဲ့ဒါတွေကိုမခံစားနိုင်ဘူးဖြစ်နေရတဲ့အကြောင်းရင်းကပါလေဆိုတော့ကျွန်တော်တို့ကအစစ်မမြင့်လာဘူးဒါပေမဲ့ကျွန်တော်တို့စိတ်ထဲမှာပါနေတယ်ငါကဘက်တီမှာအစစ်မြင့်တယ်လို့ထင်နေတယ်ကျွန်တော်တို့အားလုံးကသူများတဲ့ကျွန်တော်အစစ်မြင့်တယ်လို့ထင်နေတဲ့ခါကျတော့ကျွန်တော်ဘာမှမတို့တတ်ဘူးကျွန်တော်အခုဒီမှာအဖြေပြောထားတယ်ပါ။ဘာလဲဆိုရင်ပရလတ်ကဘာဖြစ်လို့မကြောက်တာလဲ။ပရလတ်ကဘာဖြစ်လို့မကြောက်တာလဲ။အရာခတ်သိန်းကို အရာခတ်သိမ်းဖို့မရရှင်နဲ့ဆက်ဆက်ပြီးတော့သူကမြင်နေတယ်။ဆိုတော့ဒီနေ့ကရှိဖို့ပြောတဲ့ခါကျတော့နော်ဒီဒီ demon တွေပေါ့ဘလူးတွေကပရလတ်ကိုဘာလို့ကျတော့အမျိုးမျိုးတက်ဖို့ကြိုးစားနေပထမဦးဆုံးဘလူးတက်ဖို့ကြိုးစားလဲဆိုတော့သူတို့ကိုနော်မိတဲ့ကိုပြစ်ချတယ်လို့မိတဲ့ကိုပြစ်ချတဲ့ခါကျတော့ပရလတ်ကတေးလာမသိဘူးမသိတဲ့ခါကျတော့ဒီဘလူးတွေကအန်အော်တယ်ဘလူးတွေအန်အော်တယ်နေ ဟဲ့မင်းကငါတို့မီးတဲ့ပြစ်ချတာမင်းဘာဖြစ်လို့မသိတာလဲတော့လူတွေတလိဆန်နေဒီမွန်နေဆိုတာမီးတဲ့ပြစ်ချရင်တင်ရမယ်မင်းဘာဖြစ်လို့မသိတာလဲအံ့ဩပြီးတော့မေးတယ်မီးတဲ့အခါကျတော့ပရဏတ်ကဘာပြောလဲဒီလားဘာလို့တင်လဲကွာဘာလို့တင်ပါလဲမင်းတို့ငါ့ကိုဘယ်တဲ့ပြစ်ချနေတာလဲမင်းတို့ငါ့ကိုမီးတဲ့ကိုပြစ်ချနေတာအဲ့ဒီမီးဆိုတာငါ့အဖေရဲ့ဗဇက်ကွာ ူပြောတဲ့စကားနော်မီးတဲ့ကိုမင်းတို့ခါကိုပြစ်ချတယ်ဟဲ့လားမီးဆိုတာမကြည့်လေဖခင်ရှင်ဗစ်နုရဲ့ဗဇတ်ဟုတ်တယ်ငါအဖေရဲ့ဗဇတ်ဟုတ်တယ်ငါအဖေရဲ့ဗဇတ်တဲ့ကိုမင်းငါ့ကိုပြစ်ချရင်ငါသေးမလား so this is the bhakti အာ paralysis is very young but very exalted he is like no ညီကြီးပေါ်မှာနေနေတယ်အဆင့်အပမာရှိတယ်ကောင်းကင်ပေါ်မှာရှိတယ်ဆိုသူပါပြောလဲမီးတဲ့ကိုပြစ်ချတယ်ဟဲ့လား မီးတဲ့ကိုမင်းတို့ပြစ်ချတယ်မီးကငါအမျိုးလေဘာလို့လဲငါအဖေဟုတ်တယ်ငါအဖေရက်ကြက်လုပ်တယ်ကျွန်တော်ဟုတ်တယ်မလားဘီရှ်သူ့ကိုဘာလို့လဲစွာဟာထဲလာမထဲဘူးလားနော်ထောပတ်တွေပါလေဟုတ်တယ်မလားအဂနီရဲ့အမျိုးသမီးနာမည်ကဘာလဲစွာဟာအဲ့တော့အဂနီကိုကျွန်တော်ကဘာလို့လဲမီးငွေးလိုက်တယ်မီးတဲ့စွာဟာဆိုဆိုတော့ဘာလဲနော်ဘုရားရှင်ဘီရှ်နုရဲ့ဗဇက်ထဲမှာမီးတွေတောက်လောင်တယ်ဘုရားရှင်ဘီရှ်နုဟာငါအဖေဟုတ်တယ်ငါအဖေရဲ့ဗဇက်ထဲထဲကငါဘာလို့တည်ပါလေဟာအမလို့နေမှာမတည်နိုင်ဘူး ဆိုတော့နောက်တစ်ခေါက်ကျတော့မလုပ်လဲဆိုမွေတဲကိုပြချတယ်မွေတွင်းတဲကိုပြချတယ်နော်ကဲမီးတဲမှာမသေးတော့မွေတဲမှာသေးกว่าဆိုတော့မွေတဲကိုပြချတယ်မသေးဘူးမသေးတော့ဟာရောက်မင်းမွေတဲမှာပြချတယ်လည်းမင်းမသေးဘူးဘလူတွေကမီးတော့ဘလို့လို့တေးมาလဲနော်မွေတဲကိုပြချတာဘလို့လို့တေးมาလဲกว่าဟမ်မွေမွေဆိုတာဘာကြည့်လဲနော်မွေဆိုတာအဲ့ငါအဖေရဲ့အိယာဟုတ်တယ်မွေရပါလေအနန္တရှိရှိ အနန္တရှိချဘသူအိတ်တာလေဘုရားရှင်ဗိရှင်ုအိတ်နေတာဟုတ်တယ်မွေးဆိုတာဘသူလဲနော်မွေးတွေဟာငါအဖေရဲ့အိတ်ရဟုတ်တယ်မီးတွေဟာငါအဖေရဲ့မဇတ်ဟုတ်တယ်အဲ့ဒီကိုပြစ်ချလို့ငါသေးမလားမသေးဘူးဒါဘသူလဲမလားကပြောတာဟာဒါဆိုရင်မင်းကမီးတွေကိုပြစ်ချတဲ့ခါမှလည်းမသေးဘူးမွေတဲကိုပြစ်ချတော့လေမီးတဲကိုပြစ်ချတော့မင်းအဖေရဲ့ပါဇက်လို့ပြောတယ်မွေတဲကိုပြစ်ချတော့မင်းအဖေရဲ့အိတ်ရလို့ပြောတယ်ဒါဆိုမင်းကအစိတ်ကြွေးတယ် စိတ်လည်းမသေးဘူးအစိတ်ကြွေးတာဘာဖြစ်လို့မသေးတာလဲမင်းအစိတ်ကြွေးရင်တော့သေးရမှာလေအစိတ်ကမင်းနဲ့ဘာဖြစ်အစိတ်ကဘာတူလဲတိလားအစိတ်ကငါဦးလေးလေကွာမင်းတို့မသိဘူးလားအစိတ်ဆိုတာငါဦးလေးငါဦးလေးကငါ့ကိုဘာလို့မှာလဲအစိတ်ကဘယ်လိုဖြစ်လို့မင်းဦးလေးဖြစ်သွားတာလို့ဟာငါအဖေရဗစ်နုလေငါအဖေရမိန်းမကဘာတူလဲလက်ချမီလေလက်ချမီနဲ့အတူတူအစိတ်ထွက်လာတာလေဘယ်တည်းကထွက်လာတာလဲနော် ocean သမုဒ္ဒရာကိုသမုဒ္ဒရမန္တန်လောက်တဲ့အခါမှာဟုတ်တယ်မလားအဲ့ဒီကနေဘသူထွက်လာလဲလက်ချီမီထွက်လာတယ်အဲ့ဒီလက်ချီမီနဲ့အတူတူဘသူထွက်လာလဲအစိတ်တွေထွက်လာတယ်အဲ့ဒီအစိတ်ကဘသူလဲလက်ချီမီနဲ့အတူတူထွက်လာတဲ့အတွက်လက်ချီမီကမွေးချင်းပေါက်ပေါ်ဖြစ်တယ်မွေးချင်းပြီးတော့သူဥလေးဟုတ်တယ်ဒီအစိတ်အောက်လာပြီးလို့ငါဘယ်လိုနေပါလဲမီးတိုက်တော့ဘာပြောလဲငါအဖေရဲ့ပါဇက်မွေနဲ့တိုက်တော့ဘာပြောလဲငါအဖေရဲ့အိယာအစိတ်ကျွေးတော့ဘာပြောလဲအစိတ်ကငါ့ကိုဘာမှမလုပ်နိုင်ဘူးအစိတ်ကငါ့ရဲ့ဥလေး အရာရာကိုသူကဘလို့မြင်တာလဲသူကဘုရားရှင်ရဲ့ဆက်ဆက်ပြီးတော့မြင်တာဒါဟာဘုရားရှင်နဲ့ဘလို့ဆက်ဆက်တယ်ဒါဟာဘုရားရှင်နဲ့ဘလို့ဆက်ဆက်တယ်ဒါဟာဘုရားရှင်နဲ့ဘလို့ဆက်ဆက်အဲ့လိုမြင်ထားတဲ့အခါကျတော့ဘာဖြစ်လာလဲသူကဘယ်အရာကိုမှသူ့မှာကြောက်စိတ်မရှိဘူးသူတည်ဖို့လေအစည်းအဝေးမရှိဘူးသူကလုံးဝတည်ဖို့အစည်းအဝေးမရှိဘူးနော်ချင်းတော့ကျွန်တော်တို့အားလုံးကတည်ဖို့ကြောက်နေပရလာတာတည်ဖို့အစည်းအဝေးမရှိဘူးသူက is free မြေကြီးတဲ့ကိုပြစ်ချတယ်မြေကြီးကိုလည်းသူကဘယ်လိုစဉ်းစားလဲဟာမြေကြီးဆိုတာဘုရားရှင်ဝိရှုရဲ့နော်မောင်နှမတွေလိုဟုတ်တယ်နော်သူကဘူမိမာတာဟုတ်တယ်ငါ့ကိုဘလိုနည်းနဲ့မှသူမတတ်ဘူးသူလုံးဝယုံကြည်မှုရှိတယ်သူကနော်အရာနိုင်စင်ကိုလည်းပါပြောတယ်စင်ရဲ့နှလုံးသားထဲမှာဘုရားရှင်ဝိရှုရှိတယ်ဘလိုမှအောင်မလားငါ့ကိုတတ်ဖို့ဆိုတဲ့ကိစ္စဒီဘုရားရှင်ကနေရာတကာမှာရှိတာဖြစ်တဲ့အတွက်အရာခသိန်းဒီဘုရားရှင်နဲ့ဆက်ဆက်တာဖြစ်တဲ့အတွက်သူဘလောက်ကောင်ပြောလဲသိလား ဘလောက်တော့ပြောလဲသိလားတက်တဲ့သူနဲ့တေတဲ့သူနဲ့တူတူပဲတဲ့ဘာမှကွဲပြားခြားနားခြင်းမရှိဘူးတဲ့တက်တဲ့သူကလည်းဘိရှ်တူပဲတေတဲ့သူကလည်းဘိရှ်တူပဲတဲ့ဆိုတော့ဒါကတော့ तू ကကြောက်စိတ်ကိုမရှိဘူးသူ့ကိုလာပြီးတော့ဓာတ်နဲ့ထိုးတယ်ဆိုတဲ့အချိန်မှာလန်နဲ့ထိုးတဲ့အချိန်မှာသူ့ရှိတဲ့မှာဘာလို့ဆိုတော့ဘုရားရှင်ဝိရှ်တူကသူ့ကိုလန်နဲ့ထိုးတယ်ဆိုတဲ့ပုံစံမျိုးဆိုတာမြင်နေတယ်ဆိုဘုရားရှင်ဝိရှ်တူက तू ကသူ့ကိုသူပြန်ထိုးနေတယ်ငါဘာလို့ငါဘာဖြစ်ငါအေးစီပဲ so this is is a very very high philosophy ကဘာဘုံမှာကျွန်တော်ထင်တယ်ဒီတက်ကြီးမားတဲ့ philosophy မရှိတော့ဘူးဘရလတ်ရဲ့เนาะ philosophy ကအရာခက်သိမ်းဖို့ဆိုဘယ်လိုတွက်နေတာလဲတွက်ဒါဒီအားလုံးဟာဘုရားရှင်နဲ့ဆက်ဆက်နေတာငါ့ကိုဘာမှမလုပ်နိုင်ဘူးငါ့ကိုလုပ်ရင်လည်းဘုရားရှင်လုပ်ပစီလေဘယ်သူလုပ်တာလဲဘုရားရှင်လုပ်တာဘုရားရှင်လုပ်တာငါ့အတွက်ဒီစီပဲတော့ဒီမှာပြောတာလေလက်နဲ့ဒီနဲ့တိုက်တယ် စင်းနဲ့တိုက်တယ်မွေးမွေးနဲ့တိုက်တယ်အစိမ့်နဲ့တိုက်တယ်ဒါပေမဲ့အရာခတ်သိမ်းဖို့သူကဘယ်လိုထင်လဲကရစ်နာအနန္တဘုရားရှင်ဘာညာအကုန်လုံးထင်တယ်သူသူဘလို့တော့ပြောလဲဆိုရင် now the person kill and the person who is killing weapon used to kill and everything is non different from krishna aya khatain ha krishna phit de twa ai krishna ye lat na te da nga twa ba ma ma thu san ko so this is the beauty of a devotee a devotee တယောက်တကယ်ဖြစ်လာတဲ့အခါမှာလူတွေကတော့ထင်တာပေါ့သူတို့ထင်တာပါလို့ဆိုတော့ devotee ဆိုတဲ့ကိစ္စကလူတိုင်းဖြစ်နိုင်တယ်လို့ထင် it's not that easy now ပရလတ်လို devotee တယောက်ဖြစ်ဆိုတော့ပရလတ်ဘာဖြစ်လို့မသေးတာကျွန်တော်ဒီနေ့အများကြီးပြောသွားတယ်အကြပြန်နားတောင်းကြည့်ပါပရလတ်ကဘာဖြစ်လို့မသေးတာလဲမသေးခြင်းရဲ့ secret ကိုသူသိသွားတယ်သူစိတ်ထဲမှာဘာထင်လဲသူကမဟာဘာဂဝတ်တော် သူ့မဟာဂျန်လို့လည်းခေါ်တယ်သူမဟာဘာဂဝတဖြစ်တဲ့အတွက် advance devotee ဖြစ်တဲ့အတွက်အရာခတ်သိန်းကိုသူဘလို့မြင်လဲကရှနာကျွန်တော်တို့ကအရာခတ်သိန်းကိုဘလို့မြင်လဲအောက်တမင်လောက်တာဘုရားကအဲ့လိုမြင်တယ်ဆိုငါ့ကိုဘုရားကလုတ်နေလို့တင်တယ်ပရလကဘလို့မြင်လဲအဲ့ဒါတွေအားလုံးကဘုရားလို့မြင်တယ်ကျွန်တော်တို့ကပါတင်တယ်လုတ်တဲ့ကိစ္စတွေဖြစ်တဲ့ကိစ္စတွေအားလုံးကဘုရားကလုတ်တယ်လို့မြင်ကြည့်နော်ဘုရားကလုတ်တာနဲ့ဘုရားနဲ့မတူဘူးနော် भैया लोट जो भैया तत् पर्सन भी तो अभी अब प्रहलाद बाबी भैया अय्या कहते हैं कृष्ण अय्या कहते हैं विष्णु इट्स नॉट टॉकिंग अबाउट तत् पर्सन इज टॉकिंग अबाउट द सेकेंड पर्सन सो दिस इज द वेरी ब्यूटी ऑफ द प्योर डिवोटी क्यों से ने भक्त के यो हा बोलो संसार है जी बोलो आओ से कौन है जी आ मी रे ठेरे का मां बा बोले ना फिर ये बजरे ठेरा मैं हा बोलो ती मा ले ငွေတွင်တဲ့တဲ့ကမှာပြောလဲငါအဖေရဲ့အိယာပေါ်ပြင်းပြချတာငါဘလို့သိမှလဲ ဟောငါ့ကိုအစိတ်ကြွေးတဲ့ခါမှာမပြောလဲငါ့ဦးလေးကိုငါ့ကိုလာကြွေးတော့ငါ့ဘလို့သိမှာလဲလက်ရှိမှာသားရဲ့အတူတူမွေးခဲ့တာ is is okay is okay he sees everything as krishna he sees everything as krishna's blessings of course no တကယ်လန်ကြီးမယ်ဆိုရင်တော့လေဘုရားရှင် krishna ကိုယ်တိုင်ကကျွန်တော်တို့ပြောတာပြီးသားဟုတ်တယ်မလားဘက်တာရီယာဘတော်မှာပျက်စီးခြင်းမရှိဘူးဒါလည်းဒီပိုင်းပေါ့ နော်ဘုရားရှင်ရဲ့ DOD တယောက်ကပြည့်စည်ခြင်းရှိမလားဘယ်တော့မှပြည့်စည်ခြင်းမရှိဘူးဒါဘောင်းကိုယ်တိုင်ကနေပြီးတော့အဂရိဝေဒါလာဖြစ်တယ်နော်ဂရိဝေဒါလာဖြစ်တဲ့အတွက်ဘယ်လိုညီနေမှာနော်နာမေဘက္တာပြနာရှိတိအာယဘက္တာကဘောင်းမှပြည့်စည်ခြင်းမကြုံအောင်လို့ကရစ္စနာကိုယ်တိုင်ပြောထားပြီးတာဖြစ်တယ်အဲ့မဲ့တချိန်တည်းမှာပဲကျွန်တော်တို့ဒီမှာနားလည်ရမှာကပရလာကရဲ့အစင့်မြင့်တဲ့နော်ယုံကြည်မှုအစင့်မြင့်တဲ့အတွေးခေါ်လူလူဟာအတွေးခေါ်မြင့်မှလူမြင့်မယ်သူ နော်အတွေးကောမမြင်မနဲ့လူကမမြင်နိုင်ဘူးပဆန်ရှင်ရင်လည်းမမြင်နိုင်ဘူးနော်ပညာတတ်ရင်လည်းမမြင်နိုင်ဘူးသူကနော်အတွေးကောမြင်ရတယ်နော်ပရလာကြီးအတွေးကောကြီးကဘာပေါ်မှာကြီးတယ်ဒီဒီအတွေးကောတည်းမြင်တဲ့အတွေးကောမရှိတော့ဘူးသူကအရာခတ်သိမ်းရပါ is the god the energy of god so now တကယ်ထိုးထွင်းသိမြင်တဲ့သူဟာကျွန်တော်တို့ဘုံမှာလာပြီးတော့ကြားရောက်လာပါတယ်ဆိုရင်ကိစ္စဒိုင်းကိုဘယ်လိုမြင်မှာလဲ krishna this is krishna နော်ဒါအောင်ပရုပ္ပတ်လည်းပြောဘူးတယ်နော်ပရုပ္ပတ်ကနေရာတိုင်းမှာသွားပြီးတော့တရားဟောနေချိန်မှာအဲ့မှာတရားဟောနေတော့နော်တယောက်ကထမိတယ်ဘာမိလဲဆိုတော့ပရုပ္ပတ်တဲ့နော်ဒီလိုရှောက်ပြီးတော့နေရာတိုင်းမှာရှောက်ပြီးတော့တရားဟောနေတယ်တဲ့ရောက်တဲ့နေရာမှာအခုအဲ့မှာအဲ့ချိန်မှာကလကတာမှာစစ်ဖြစ်နေအပေါ်ကနေဘုံနေကျဲအခုတရားဟောနေချိန်မှာတဲ့အပေါ်ကနေဘုံကျဲရင်ဘယ်လိုလုပ်မလဲနော်ပရုပ္ပတ်ကလည်းမေးတာအဲ့မှာဓာရီတဲ့လူကပေါ်တင်မေးတာသူကအခုဒီမှာကျွန်တော်တရားဟောနေတယ်ဗျာတဲ့အပေါ်ကနေဘုံလာကျဲရင်ဘယ်လိုလုပ်မလဲဆိုပရုပ္ပတ်ကပြောလို့တည် အဲဒီဘုံကိုခရစ်နာဆိုပြီးတော့ဖတ်ပြီးတော့တည်လိုက်မယ် He sees everything as Krishna. You see, ကျွန်တော်အခုပြောနေတဲ့ဥစ္စာကြောက်ရွံ့ကောင်းတဲ့ကိစ္စတခုတော့ကျွန်တော်တို့ကပရလာကိုပြောနေတယ်ပရဘုပ္ပကိုမေ့နေတယ်ကျွန်တော်။နော်ပရလာဆိုတာဟိုစကေယူကမှဖြစ်ခဲ့တဲ့ကိစ္စ။နော်ပရဘုပ္ပကပရလာလိုမျိုးပဲစကားပြောနေတယ်။ဘာပြောနေလဲဆိုတော့ ဒီဘုံကြလာရင်တဲ့မလုပ်မလဲလို့မေးတာဆိုတရားဟောရင်းနဲ့မေးတာဆိုဒီမှာဘုံကျဲလိုက်မယ်ဘုံကြလိုက်မယ်လို့အဲ့ဒီဘုံကိုတဲ့ Krishna ဆိုပြီးတော့ဖတ်ပြီးတော့တေးလိုက်မယ်တဲ့ဆိုအရာခတ်သိန်းကို Krishna လို့မြင်ထားတဲ့ပုဂ္ဂိုလ်ကဘာလုပ်လဲရှူစင်တဲ့ဘက်တဖြစ်တယ်အစစ်မြင့်တဲ့ဘက်တဖြစ်တယ်။နော်ပရလာဒလိုမျိုးအစစ်မြင့်တဲ့ဘက်တရားကိုပြောပါဆိုရင်ခုကျွန်တော်တို့နဲ့နီးနီးဆက်ဆက်ပြောပါဆိုရင်ရှလာပရဘုပါဖြစ်တယ်။ကျွန်တော်ကြောင့်အဲဒီလိုရှလာပရဘုပါပြောထားတဲ့ဇာတ်ကားကိုမှကျွန်တော်နားမထောင်ခြင်းဆိုရင်ကျွန်တော်တော့ တော့မကြတဲ့လူတို့မှမရှိတော့ဘူးအကြီးကြီးမားမားပြေးစားပြီးမပြောပါနဲ့ဘုရားဘုရားဘုရားဒီစကားလေးပဲအရင်ကထုံကြည့်အောင် so anyway မနေ့ပြန်လဲဆက်ပြီးတော့နော်ပရလတ်မာရာဇေချောင်းဘဝနဆင်းမတွေဘဝချောင်းပြောမယ်မေလာ22ရက်နေ့ဆိုရင်ဘုရားရှင်နဆင်းမတွေဘဝနေဘုနာမူကြီးနေရောက်လာပါမယ်ဆိုတော့ဂျေဇုပြုပြီးတော့ဂျိုတင်ပြင်ဆင်မှာဘုရားရှင်ကိုအောင်းမေးပါပတိပိုစိတ်ပါဥပုသီလာစောက်ဒီပါဒီနေ့20နော်တရက်ရှိပြီ နော်23ရက်ရှိပြီဆိုတော့နောက်တဲ့6ရက်ပဲကျန်နေဂျားထဲမှာဆို9ရက်ပဲကျန်နေဆိုတော့ကျေးဇူးပြုပြီးတော့ဘုရားရှင်နဲ့ဆွေးနွေးဘဝတော်အားလုံးပိုင်းပြီးတော့ဝိနောမူခြင်းနေ့မှာကြိုဆိုရအောင်နော်အားလုံးကျေးဇူးတင်ပါတယ်ဟရေကရစ္စနာဂျဂတ်ဂုရုရှလာပရဘုပါဒ်ကီဂျိုင်အန္တကိုဒီဝိရှနမန္တကီဂျေဂျေရှိရှိဘတ်တရှိရောမနီရှလာပရဘုပရလာဒ်မဟာရာဇ်ကီဂျိုင်ဂျေဂျေရှိရှိ प्रहलाद नरसिंह देव भगवान की जय गौर परमानंदे हरि ओम